ကျွန်တော်ပါတီအနေနဲ့ရွေးချက်ကတော့အဓိကဒီမိုကရေစီနဲ့လူ့အခွင့်အရေးနံပါတ်1ကဒီမိုကရေစီနဲ့လူ့အခွင့်အရေးတိုးတက်လာဖို့ရယ်နံပါတ်2အနေနဲ့ဓာန်လူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက်စစ်မှန်တဲ့အာဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါ်ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေးဆိုတဲ့ရွေးချက်တစ်ခုရှိတယ်နံပါတ်3ချက်အနေနဲ့ ဒီကျွန်တော်တို့တိုင်းပြည်မှာအဂအဂတိလိုက်စားမှုကိုတိုက်ဖြတ်ဖို့ရွယ်ချက်ရှိတယ်။အနောက်တစ်ချက်ကပါဆိုလူမှုရေးစီးပွားရေးနာဘတ်ဆောင်ဖွံ့ဖြိုးတိုးတက်ရေးကိုလည်းကျွန်တော်တို့ရည်ရွယ်ထားပါတယ်။နောက်တစ်ချက်အနေနဲ့ကတော့ကျွန်တော်တို့တိုင်းပြည်မှာငင်းချမ်းရေးလက်နက်ကင်ပฏิပခါကိုချုပ်ငင်းစေပြီးတော့ငင်းချမ်းရေးရရှိအောင်ဒါကျွန်တော်တို့ပါတီမှာရွယ်ချက်အပြည့်အဝရှိပါတယ်။ အခုကျွန်တော်တို့ကအာဒီလာမယ့်2025အာနိုဝင်ဘာလမှာသူရီကောက်ပွဲတော့ရှိဖို့သိကြပါတယ်အဲ့တော့ကျွန်တော်တို့ပါတီနေနဲ့ပြီးခဲ့တဲ့9နှစ်သက်တာ6နှစ်ကျော်သက်တမ်းမှာနော်ကျွန်တော်တို့လမ်းစဉ်မူဝါဒအတိုင်းလုပ်ခဲ့တဲ့ ဆောင်ရွက်ခဲ့တဲ့ဆောင်ရွက်ချက်တွေကြောင့်နာဒီကနေ့ဖို့ပြရေးပိုင်းရောတိုင်းသာအခွင့်အရေးအပိုင်းရောဒီမိုကရေစီတိုးတက်မှုအတွက်ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်လာရောကျွန်တော်တို့ပါတီက invite အားတိုက်နာဆောင်ရွက်ခဲ့ပါတယ်